ဝင်နောက်တယောက်လိုဆက်ဆက်မခံရပဲအခန်းတစ်ခန်းထဲမှာသာပိတ်လောင်ခံခဲ့ရတဲ့ Mr. Nawoo ရဲ့လုံရက်တွေကိုဖော်ထုတ်ခဲ့တဲ့ Richel အလုံးမင်္ဂလာပေါင်း Bamis Nawoo ကနေချုပ်ဆိုလိုက်ပါတယ် Richel ကတော့တဲဆုငိမ့်တဲ့အတူတူ Miss Grand International 2024နေရာကိုလူခင်ရတဲ့အလှမဲ့ဖြစ်တဲ့လို့နောက်ဆုံးမှာဝင်နောက်စုကိုအမှန်တကယ်သိမ်းပိုင်နိုင်ခဲ့သူဖြစ်ပါတယ်ဝင်နောက်စုကိုအိန္ဒိယနိုင်ငံအလှမဲ့ကရရှိသွားတာမို့တဲဆုငိမ့်မှာခံပြင်းကရတဲ့စုကိုတော့လက်လွတ်ခဲ့ရသေးတာပေါ့ မစ္စတာနဝုတ်ပေးတဲ့ဝင်းနောက်ဆိုတဲ့နေရာကမမောစရာကောင်းတယ်လို့ယူဆခဲ့ပေမဲ့အခုချိန်မှာတဲဆွငိမ့်လက်လွတ်ခဲ့တာကမှန်ကန်တဲ့လောက်ရဖြစ်လာခဲ့ရပါတယ် ဝင်နောက်ဆုတ်ကိုရရှိခဲ့တဲ့ရစ်ချင်ဟောင်းမစ္စတာနဝုတ်ရဲ့လုံရက်တွေကိုလက်မခံနိုင်လို့ပြီးခဲ့တဲ့ရက်မှာတရက်ဖူကိုပြန်အပ်လိုက်ပါတယ်မစ္စတာနဝုတ်တို့ဘက်ကတော့ရစ်ချေကစီကံမလိုက်နာလို့ဆိုပြီးတရက်ဖူတင်ချောင်းချင်ညာခဲ့တာပေါ့တကယ်တမ်းမှာတော့ရစ်ချေကစီကံမလိုက်နာတာမဟုတ်ဘဲမစ္စတာနဝုတ်ရဲ့မကောင်းတဲ့အရာတွေအကြောင်းဆိုတာကိုဗီဒီယိုနဲ့တကွာဖွင့်ရလာတာပေါ့ဝင်နောက်ဆုတ်ရရှိပြီးရင်စုချင်းွေရရှိမှာဖြစ်တယ်လို့လောက်မဲ့နေထိုင်ဖို့နေရာသွားလာဖို့ကအစားအသောက်အလုံးကိုစီစဉ်ပေးရမှာကမစ္စတာနဝုတ်တို့ရဲ့တာဝန်ပေါ့ ဝင်းနာဆုရရှိပြီးချိန်မှာရစ်ချေကဝင်းနာဆုဂျင်းငွေကိုလည်းမရရှိခဲ့ပါဘူး။တောင်းတဲ့အချိန်မှာလည်းနဝတ်တော့ဘက်ကအလှမဲ့တောင်းဝင်တစ်နှစ်လုံးပြီးဆုံးမှသာပေးမှာလို့စာချုပ်ကိုပေါ်တင်ပြောင်းလိုက်ပါတယ်။ဒါအပြင်သူမအတွက်လက်ဆင်အသုံးစရိတ်ပေးမယ်ဆိုပြီးနိုဝင်ဘာတလမှာတလစာသုံးဖို့မလောက်တဲ့ပတ်စံအနှဲငယ်သာပေးပါတယ်။ နောက်လာဒီမှာတော့ဘာပတ်စံမှမပေးပဲ Richel ကကိုပတ်စံနဲ့ကိုရက်တီရတာပေါ့ဒါနဲ့မကတည်းပဲ Richel ကိုခီးဆောင်အိတ်တစ်ခုတောင်တေချောက်ဖွင့်လို့မရတဲ့ဟိုတယ်အခန်းချင်းထဲမှာသာထားရလို့သိရပါတယ်ဒါအပြင် Miss Grand ရုံချုံနဲ့တနအီလောက်သွားရတဲ့နေရာမှာနေခိုင်းတာပေါ့သွားလာဖို့အတွက်လည်းကားတစ်စီးမှမပေးခဲ့ပါဘူးဒါရီကို Richel ကတီးခံခဲ့တာပေါ့ဒါအပြင် Mr. Nawat ကသူတို့အတွက် online shop ရောင်းပေးရမယ့်အချိန်နဲ့ Miss Grand ပွဲအတွက်ပွဲထွက်ရမယ့်အချိန်မှသာ Richel ကိုအဆက်အသွယ်လုပ်ပါတယ် ကျန်တဲ့အချိန်ဆိုရင် Richard စီကိုဘယ်သူမှမဆက်သွယ်ပဲပြစ်ထားတာပေါ့။ဒါအပြင်အစားတောက်လည်းမပို့ပေးပါဘူး။ Richard ဘက်ကအသီးလေးထားပေးဖို့တောင်းဆိုတာကိုတောင်မသိသလိုနေခဲ့တာပေါ့။ဒါကြောင့်မို့သူမကိုယ်တိုင်ချက်ပြုတ်စားတောက်ခဲ့ရပါတယ်။ ဒါတွေကဖွဲ့စည်းဘက်ကလုပ်ပေးရမယ့်အရာတွေဖြစ်တာပေါ့။ဒါအပြင်ပို့ဆိုရကတော့ Mr. Nawak က Richard ကိုလာတွေ့ပြီးဆိုရင်ခနာကိုအစိပ်ပိုင်းတစ်ခုချင်းစီကိုထိကဝါလုံးနေတယ်ဆိုပြီး boring ရှိမင်းလောက်တာဖြစ်ပါတယ်။ပုံမှန်ပြောတာမဟုတ်ဘဲသူမကြိုက်တဲ့ခနာကိုနေရာတွေဆိုရင်ဆွဲစိတ်တာပေါ့။ဒီလိုလုပ်တဲ့အခါ Richard ကနာရတယ်လို့ဝမ်းလဲဝမ်းနဲ့ရပါတယ်။ဒါအပြင်ဈေးပေါ်တဲ့ပစ္စည်းတွေအရေးသွေးမပြည့်မီတဲ့ပစ္စည်းတွေကိုသူ့ကိုအားပေးတဲ့သူတွေကိုအတင်းဝဲခိုင်းရတာမျိုးလဲ Richard ကစိတ်ညစ်လာခဲ့တာပေါ့။ အိန္ဒိယကလူတွေကသူ့ကိုချစ်တဲ့စိတ်နဲ့ပစ္စည်းတွေဝယ်နေကြရပါတယ်။ဒီလိုလောက်ခိုင်းရတာကိုစိတ်ညစ်လာတာကြောင့် Richel ကဒီအရာတွေကိုရပ်တန့်လိုက်ဖို့ဆုံးဖြတ်လိုက်တာပေါ့။ဒါအပြင် Miss Grand International 2015အလှမယ်ဆိုရင်လည်းဟိုတယ်မှာနေရင်မန်နေဂျာကခနာကိုကိုကျူးလွန်တာကို Mr. Nawoto စီသွားတိုင်ပေးမယ်။မရက်တီပေးတာကြောင့်တရဖူကိုပြန်အပ်ခဲ့တာပေါ့။ Richel လည်းအခုလိုဖြစ်လာဖို့အရင်ရောက်နေမြင်နေရတာမို့တရဖူကိုပြန်အပ်လိုက်ပါတယ်။ ရေချဲကတော့နောက်ထပ်ပဲအလှမယ်မှာ Miss Grand ကိုမပြိုင်သင့်တော့ဘူးလို့ပြောဆိုနေကြတာပေါ့လူရှိတမျိုး၊ကွင်ရတမျိုးနဲ့ Mr. နဝုတ်ရဲ့မကောင်းတဲ့လုပ်ရက်ကြောင့်တရဖူပြန်ခဲ့တဲ့ Richard ပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လေးလောက်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ